Hello အားလုံးပဲမင်္ဂလာပါကျမကတော့ Kisna Plus ကဝေးပဲဖြစ်ပါတယ်ကျမဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှင်ဂျပန်မှာ language school တက်နေတဲ့လူတွေအတွက်ပေါ့နော်ဒီ language school ပြီးသွားလို့ရှင်မဖြစ်မနေကျောင်းဆက်တက်မှရမှာလားဘာလို့လို့ရမလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးမှာအသေးစိတ်ပြောပြပေးပါမယ် ကျမကဘောနော်ဒီမဆန်ဂျာမှာလာမေးရဲ့ခလေးရှိရပေါ့နော်တေချာလေးလဲအခြေအနေတွေကိုနားထောင်ပြီးတော့အကြံပေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျမကခလေးတွေလာမေးကြတဲ့အခြေအနေတွေကိုဥပမာပေးပြီးတော့ကျမသာဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲအခြေအနေအမျိုးမျိုးပေါ်မှာလိုက်ပြီးတော့အားလုံးလေးသိအောင်လို့ပေါ့နော်ဒီဗီဒီယိုလေးကိုရိုက်ပြီးတော့မေးခွန်းလေးတွေကိုဖြည့်ပေးပါမယ် ဲ့တော့ language school ပြီးသွားလို့ရှင်ဘာလုပ်ရမလဲဆိုလို့ရှင်တော့အရင်ဆုံးကိုယ့်ရဲ့အခြေအနေကိုကိုသိအောင်လုပ်ဖို့လိုပါတယ်အဲ့တော့ပထမအခြေအနေမျိုးက ကိုက language school ပြီးသွားပြီဂျပန်စာ level က N3 နဲ့အထက်လောက်ရှိရေပေါ့နော် N3 level လောက်ရှိရေမြန်မာမှာဘွဲ့ရပြီဒါ ကိုရခဲ့တဲ့ဘွဲက IT နဲ့ဒီ computer science တို့ဒါမှမဟုတ်လို့ရှင်စိတ်ပဲ engineering တို့ mechanical engineering ဆိုတဲ့အလုပ်မျိုးဆိုလို့ရှင်တော့ကျွန်မ war visa နဲ့လောက်ဖို့အကြံပေးခြင်းနဲ့ဒီလိုအလုံမျိုးတွေကိုဒီ experience မလိုဘဲနဲ့ခေါ်တဲ့အလုပ်ခေါ်စာတွေလည်းရှိရပါတော့။အဲ့အတွက်ကြောင့်မလို့ကိုကတေချာလေးရှာပြီး interview တွေဖြည့်ကြည့်ရကောင်းနေပါတော့။နောက်အခြေအနေတစ်ခုကကိုက language school ပြီးသွားပြီး မြန်မာမှာလည်းဖွဲ့ရခဲ့တယ်ဒါပေမဲ့မြန်မာမှာရခဲ့တဲ့ဖွဲ့ကဂျပန်မှာပြန်သုံးချဖို့ခက်တယ်ဥပမာဘလို့ဖွဲ့ရည်လဲဆိုလို့ရှိရင်တင်ချာတို့ကမ်မစရီတို့မြန်မာစာတို့လိုမျိုးဖွဲ့မျိုးပေါ့နော်ဒီလိုမျိုးဂျပန်မှာပြန်ပြီးတော့အသုံးချလို့မရတဲ့ဖွဲ့မျိုးတွေဖြစ်တယ် ပြီးတော့တက္ကသိုလ်တို့ဒီ college တို့တက်ဖို့အတွက်လဲကိုကအသက်က26 29 28လောက်ဖြစ်နေပြီပေါ့နော်အဲ့ထဲမှာထပ်ပြီးတော့ခွဲပြီးတော့ပြောရမယ်ဆိုလို့ရှိရင် तू က JLPTN2 နဲ့အထက်ရှိပြီးတော့စကားကောင်းကောင်းပြောနိုင်နေဂျပန်လိုပေါ့နော်ဂျပန်လိုစကားကောင်းကောင်းပြောနိုင်နေဆိုလို့ရှိရင်အကြံပေးချင်တာကစကက်ပြန်အလုပ်တွေဂျီမှုတို့ပေါ့နော်ဒီရုံးအပိုင်းတွေအရာဝင်တဲ့အလုပ်တွေအိမ်ချမ်းမြေလုပ်ငန်းတွေစတဲ့အလုပ်တွေနေပေါ့နော်လုပ်နိုင်နေ အဲ့လိုအလုပ်တွေကအတွေ့အကြုံမလိုဘဲနဲ့လေဂျပန်စာကောင်းကောင်းရတယ်ဆိုလို့ရှင်ဝေါ်ဗီစာနဲ့ပေးတဲ့ကုမ္ပဏီတွေလည်းရှိရတဲ့အတွက်ကြောင့်မလို့အဲ့လိုကုမ္ပဏီတွေကိုရှာပြီးတော့ရှောက်ကြည့်စေချင်တယ်ပေါ့နော် ါပေမဲ့အဲ့ဒီမှာထပ်ခွဲပြီးတော့ပြောရမယ်ဆိုရင်ကိုကဂျပန်စာအလောက်ရမနေဘူးပေါ့နော် and 2 and 3 level အောက်ပေါ့နော်စကားအရင်မပြောနိုင်သေးတဲ့အခြေအနေမျိုးဆိုလို့ရှိရင်တော့ဂျပန်စာအရင်မဲ့လို့တဲ့တိုခုတေကီနိုအလုံမျိုးကိုလုံလို့ရတယ်ပေါ့နော်တိုခုတေကီနိုတဲ့မှာမှာအလုံမျိုးစားတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်မလို့ကိုကဘလို့လုပ်ငန်းအမျိုးအစားပေါ်မှာစိတ်ဝင်စားလဲဆိုတော့ပြန်စဉ်းစားဖို့တော့လိုတယ် ပြီးတော့နောင်နာခတ်မှာဆိုလို့ရှိရင်လဲကိုကတူတီကီနိုအမတ်စင်နှစ်အထိရအောင်ယူပြီး management level ထိရအောင်စူးစမ်းပြီးတော့ပေါ့နော် manager position မျိုးနဲ့လှုပ်လို့ရတဲ့ lan ကိုပဲကျမသာဆိုရင်ရွေးချယ်မိလိမ့်မယ်ပေါ့နော်အဲ့တော့လိုအပ်တဲ့စာမေးပွဲတွေကိုတော့ဒီ language school မပြီးခင်မှာဖြေထားဖို့တော့လိုတာပေါ့နော်ဒါပေမဲ့ဒါကအခုလက်ရှိအခြေအနေနဲ့ပြောရပါပေါ့နော် ကိုကြောင်းပြီးမဲ့အချိန်က ikusei shuro စနစ်အသက်စတဲ့အချိန်ဆိုလို့ရှိရင်တော့ อีคูเซชูโรวีซ่าเนี่ย3နှစ်အလုပ်အရင်လောက်ရမှာပေါ့เนาะ Now အခြေအနေတစ်မျိုးက language school ပြီးမယ်ကိုအသက်ကဒါပေမဲ့ငယ်နေသေးတယ်မြန်မာမှာလည်းဘွဲမရခဲ့ဘူး ကျောင်းဆက်တပ်ဖို့ငွေရေးကြေးရလဲအဆင်ပြေအိမ်ကတခုခုဆိုရင်ထောက်ပံ့ပေးနိုင်တဲ့အခြေအနေမျိုးဆိုလို့ရှိရင်ပတ်တိုင်းကိုအရန်ကြီးပေါ့နော်အများကြီးမလုပ်ပဲနေကျောင်းကောင်းကောင်းသို့မဟုတ်တက္ကသိုလ်ကောင်းကောင်းဆက်တပ်ဖို့စာကျိုးစာကောင်းတယ်လို့ထင်တယ်ပေါ့နော်အဲအနောက်မှာမှကိုရခဲ့တဲ့ဘွဲနဲ့တက်ဆိုင်တဲ့အလုပ်မျိုးကိုရွေးပြီးတော့ professional ကြကြနဲ့အလုပ်လုပ်နိုင်ဖို့ကြိုးစားမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးနောက်အခြေအနေတစ်မျိုးက language school ကျောင်းပြီးရဲ့ ကို့အသက်ကလည်းငယ်သေးတယ်မြန်မာမှာလည်းဘွေးရမရခဲ့ဘူးငွေအိမ်ကလည်းငွေရေးကြေးကြီးကိုမထောက်ပံ့နိုင်ဘူးကို့အကူပတ်ဆက်ရှာမှရမယ်ဒါပေမဲ့လူကတော့တော်တယ်ဆိုလို့ရှိရင် language school ဒုတိယမြောက်နှစ်ထဲကစပြီးတော့ဗောနော်ဒီ scholar တွေရအောင်စူးစမ်းမယ် တက္ကသိုလ်ဒိုမဟုတ်ကောလိပ်ကိုလည်းစကောလာနဲ့တက်ဖို့အတွက်စူးစမ်းမယ်အဲ့တော့ဒီစကောလာရဖို့အတွက်လိုအပ်ချက်တွေကို language school အစ်စ်မှာတင်ပြင်ဆင်ပြီးရောစကောလာနဲ့နေပြီးရောအချိန်ပိုင်းအလုပ်ကို28နာရီအတွင်းမှာလုပ်ပြီးရောစာဘက်ကိုပို့ပြီးရောအားဆိုင်ပြီးရောတက္ကသိုလ်ဒိုမဟုတ်ကောလိပ်ဆက်တက်ပြီးရောမှ အလုပ်လုပ်မယ် မှမဟုတ်ဘူးနောက်အခြေအနေမျိုးကကိုက language school ပြီးမယ်အသက်ကငယ်သေးတယ်လူက scholar လျှောက်ရလောက်အရင်တော်မနေဘူးငွေကြီးရလဲအိမ်ကမထောက်ပံ့ပေးနိုင်ဘူးပေါ့နော်အချိန်ပိုင်းအလုပ်တွေအများကြီးလုပ်ရင်းနဲ့လဲကြောင်းမတက်ချင်ဘူးဆိုလို့ရှိရင်တော့တခုတေးကြီးနိုးနဲ့တစ်နှစ်နှစ်နှစ်လောက်အရင်လုပ်ပြီးမှ ပဆက်စုမယ်တိတိချာချာပဆက်စုပြီးပြင်ဆင်ပြီးတော့မှကောလိပ်သုံးမဟုတ်တက်ကတော့တစ်ခုခုကိုပြန်တက်ပြီးတော့စာတိချာစူးစမ်းမယ်။ကြောင်ပြီးသွားလို့ရှိရင်ဝေါ်ပီစာနဲ့အလုပ်ရအောင်လုပ်မယ်။ ကဲအဲ့တော့ဒါကဂျပန်မှာ language school တက်နေကြတဲ့ကလေးတွေရဲ့အခြေအနေအမျိုးမျိုးပေါ်မှာလိုက်ပြီးတော့ဗောနော်ကျမသာဆိုလို့ရှိရင်ဘလို့တွေးပြီးတော့ဘာတွေလုပ်မလဲဆိုတာခံစားပြီးတော့ပြောပြပေးထားဖြစ်ပါတယ်ကျမတအူးတယောက်တည်းရဲ့အတွေးခေါ်ဖြစ်လို့ထပ်တူကြခြင်းမလဲကြမယ်ဗောနော်ဒါဒါပေမဲ့ကိုဖယ်လန်းကိုရွေးမလဲဆိုတာကတော့ကိုရဲ့ကိုပိုင်ဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်ဖို့လိုတာပေါ့နော်အဲ့လိုဆုံးဖြတ်ကြတဲ့အခါမှာကျမပြောတော့တဲ့အချက်လေးတွေကိုလည်းထည့်သွင်းစဉ်းစားပြီးတော့ ဆုံးဖြတ်ကြည့်ပေါ့နော်။အမပြောသွားတဲ့အခြေအနေနဲ့အနေငယ်ကွာခြားတဲ့လူတွေလည်းရှိကောင်းရှိမယ်ပေါ့နော်။အခုမြမကလူတွေအတွက်ကတော့တခြားအခြေအနေမျိုးတွေလည်းရှိရဆိုလို့ရှင်တော့ကျမကိုတခုခုဆိုလို့ရှင် Messenger မှာလာပြီးတော့မေးလို့ရပါတယ်။လူတိုင်းကိုတည်တည်ချာချာလေးအချိန်ပေးပြီးတော့အခမဲ့ဆွေးနွေးအကြံပေးနေပါတယ်။အားလုံးပဲအဆင်ပြေချုံးမွေးပါစေ။နောက်ဗီဒီယိုမှာပြန်တွေ့မယ်။ Bye bye ။